။အင်အာရီတိုင်းမှာတော့စစ်ကောင်မရှင်ကလုံမဲ့ရွေးကောက်ပွဲအတွက်အမတ်လောင်းတွေဟာမဲဆွဲနေကြချိန်မှာပဲစစ်ကောင်မရှင်ကနေမြေရှင်းလင်းရေးတွေလုပ်နေတာကြောင့်ပြည်သူတွေဟာအသက်အိုးအိမ်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1မှာတော့အေရီတိုင်းကမြို့နယ်ရှစ်မြို့နယ်မှာကျင်းပပေးဖို့ကြေညာထားပါတယ်။အဲဒီရွေးကောက်ပွဲအပိုင်းတစ်အတွက်ဝင်ရောက်ရှင်ပြိုင်ရမယ့်ကိုယ်စားလှယ်လောင်းတွေဟာလူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ TikTok တွေကနေစီယုံမှုတွေကိုဦးစားပေးလုပ်နေတာကိုလည်းတွေ့ရှိရပါတယ်။အဲရွေးကောက်ပွဲကဒီ60ရွေးကောက်ပွဲကနေအခုတစ်ချိန်အထိဆိုရင်ဒါ5ချိန်ရှိပြီပေါ့နော်။အဲဒီချိန်ကတော့အဆိုးဆုံးပဲဗျ။အခုလိုဖြစ်စဉ်မျိုးတခါမှလည်းမကြုံခဲ့ဘူးပေါ့နော်။ဥတန်းရွှေလက်ထက်2010ရွက်ကောက်ပွဲထက်တောင်မှအဲလူတွေကစိတ်ဝင်စားမှုနည်းတယ်ပေါ့နော်။အကြောက်တရားတွေကတော့ဒီအရင်အချိန်တွေထက်ပိုပြပါတယ်ဗျ။မဲဆင်းကလည်းဒီ2020တုန်းကလိုပဲ ထူပြီးပြောင်းလဲတာမျိုးတော့တိတ်မရှိပါဘူးအဲလူတူကလည်းတိတ်သွားတော့မကြည့်ကြဘူးပေါ့နော် ARR တိုင်းမှာတော့ရွက်ောက်ပွဲအပိုင်းတက်မှာပါဝင်တဲ့မြို့နယ်ရှင်းမြို့နယ်ကတော့ကျုံမျောပသိမ်မူပင်မြောင်းမြောင်းကျန်ငင်းမြန်အောင်လက်ပွတ်တာဟင်းဒရာဆတဲ့မြို့နယ်ရှင်းမြို့နယ်ဖြစ်ပါတယ်မူပင်မြို့နယ်မှာတော့ကာကွယ်ပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဖြစ်တာဝန်ယူခဲ့တဲ့ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းကအရွက်ဝင်လဲပြီးကြံခိုင်ပါတီကနေဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါဗျ လက်ရှိမှာတော့ပါတီတွေဟာရွေးကောက်ပွဲအတွက်မဲဆွဲနေကြတယ်ဆိုပေမဲ့ကြံခိုင်ပါတီပြည်သူပါတီနဲ့ပြည်သူရှေ့ဆောင်ပါတီတွေကိုတော့မြောက်ပေးသူတွေရောရှုံချသူတွေရောနဲ့လူမှုကွန်ရက်မှာတော့ပွဲစီနေတာလည်းဖြစ်ပါတယ်ရွေးကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေတဲ့စစ်ကောင်စီဟာပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့ကစပင်းချေးဟွာကိုပေါင်900ဘုံသီးတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဂျက်ဖိုက်တာတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် 24ဦးထပ်မံနဲ့တည်ဆုံးခဲ့ပြီးအိုးအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိတယ်လို့ AWR PDF view ဟာ29 AWR တိုင်းပတ်ကဖားနဲ့ပြည်သူ့လူမျိုးရေးတပ်ဖွဲ့ PLF2 ကအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်လာပါတယ်။ AWR တိုင်းမှာကတော့ငရဲကြနေတဲ့နေရာတွေကငရဲကြနေသလိုပျော်ပန်းနေတဲ့နေရာတွေကလည်းပျော်ပန်းနေကြတာပါပဲ။ရွေးကောက်ပွဲမှာမဲရရင်ဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ပြောပြီးမဲစွန်နေတဲ့နိုင်ငံရေးသမားတွေဆိုတာလဲ စစ်တပ်ကိုကြောပြီးဘာလုပ်လို့ရလို့လဲ AR တိုင်းမှာဩဂတ်စ်လဒုတိယဘက်ကစတင်ပြီးအာနာသိန်းစစ်စိုးရကချင်းပမဲ့ရွေးကောက်ပွဲအတွက်မဲပေးနီအသိပညာကောင်းစဉ်နဲ့ပြည်သူတွေကိုဖိအားပေးခေါ်ယူပြုလုပ်နေပြီးလာရောက်ခြင်းမရှိတဲ့ပြည်သူတွေကိုဓာငွေရိုက်တဲ့အပြင်ရွေးကောက်ပွဲရောက်ရင်ကြက်ခိုင်ပါတီကိုမဲထဲဖို့ပြောဆိုတာတွေလည်းရှိတယ်လို့သိရှိရပါတယ်